၃လေးလေးကလည်းဒီနေ့မနက်ကနေစပြီးဒီနေ့ကပစ်ပေးနေတယ်လို့ကြားသိရတယ်။၃လေးလေးနောက်တော့ကျွန်တော်ကပ်မစင်းစားနဲ့လို့လည်းမရတော့ဘူး။ဟိုရင်ကတော့၃လေးလေးကကာကင်းနေဒီမှာလာတိုက်နေရရှိတယ်နော်။တော့ပါတော့ညလည်းသူတို့လောဘအရန်ကြီးလို့သွားပုံရပါလေ။၃လေးလေးကိုနောက်ကပ်ဖို့မပြောနဲ့။၃လေးလေးကကာကင်းနားလည်းကပ်လို့မရတော့ဘူး။၃လေးလေးကိုသွားပြီးလောဘဇောနဲ့သွားကတ်တာ။တော်တော်လေးခံလိုက်ရတယ်ဒီဒီတပုံလေး။အေးအေးတပုံအဲ့မှာထောင်တဲ့ချီပြီးပြုတ်သွားပြီးကျွန်တော်ကြားသိရတယ်။၃လေးလေးကအပြီးချီနေကောင်းမှာ၃လေးလေးချီနေကောင်းမှာ၃လေးလေးချီနေကောင်းဟိုတနေ့ကစစ်မှုဟိုပကောင်မဲစစ်သား၄၀ကျော်တန်ရာရတာ။နောက်ထပ်အထက်ပုံပြီးထပ်ရောက်လာသေးတယ်။ အများကြီးပဲရောက်လာတာเนาะတန်ရန်ရလာတဲ့သူတွေအဲ့တော့၃လေးလေးမှာထပ်ပြောလိုက်မယ်เนาะအဲ့၃လေးလေးခြေနေကောင်းပါစေစစပြောပြမယ်เนาะတရင်တက်ဖွဲ့ပဲဘယ်တရင်မှုကဘယ်လိုကြပါလဲဆိုတာပြောပြနေတဲ့ကိုမမောင်ပြောင်ကြီးကသူက၃လေးခြေနေကောင်းတယ်ပြောလိုက်အော်၃လေးခြေနေမကောင်းဘူးပြောလိုက်သူ့ပါပြောနေပြီးတော့เนาะဟိုဘလော့ကောမန့်ဆိုတော့နဇွန်နှစ်ဖြားနဲ့ဟိုအဲ့လိုမျိုးပေါ့နဇွန်နှစ်ဖြားနဲ့ပြောနေတာမဟုတ်ဘူး တရေမှုကြရင်ကြတဲ့တရေမှုတတ်နယ်ကအစဘဲတရင်ကဘဲကလာတယ်ဆိုတော့အစကဘောပေါ်ပြပြလေးရှိရနော်အဲ့တော့ဟုတ်လားမဟုတ်လားဆိုတော့နာရေးကျင်နာမှာသွားဖတ်ကြည့်ပါဟုတ်လားသုံးလေးမကြသေးပါဘူးဆိုတော့၃လေးလေးကတော့မကြပါဘူးနော်မကြသေးဘူးသူ့ဘောတော့၃လေးလေးကိုသူတို့ကတိုက်နေတာဖြစ်တယ်အဲ့တော့အေးအေးအနေနဲ့ကသူတို့ကအခုပနော်ကြီးကိုတိုက်ရင်မဲပေါက်လို့တိုက်တာသိရမလားဒီနေ့ဒီနေ့တိုက်လို့ရှိရင်နောက်နေ့နောက်တစ်နေ့အောင်တိုက်အဲ့တော့တက်တောင်းတက်လုတ်တွေကဒီလောက်ဝေးကွာတဲ့ဥစ္စာကိုသူတို့ကုန်းချောင်းနဲ့သွားလို့ရမှာမဟုတ်ဘူးเนาะ အဲ့တို့ကားတွေနဲ့သွားတာတွေဒါမျိုးတွေရှိရောဗျာနော်အဲ့ထောက်ဖို့တွေအားလုံးကဒီကားတွေကလည်းအခုဂိတ်တွေမှာနေရာစစ်ဖို့လိုတယ်နော်အဓိကအဖြစ်ပေါ့နော်စေတံကားလို့နော်တစ်တင်တဲ့ကားလို့သတိထားစစ်ပါအထဲမှာခိုးကြီးပါလာတိုင်းလည်းရှိနိုင်တယ်အဲ့ဟိုလိုမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို G Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction လို့သွားပေးကြမှာတော့ယနေ့2028ရက်နေ့စနေနေ့ရဲ့မနက်ပိုင်းချိန်နောက်ဆုံးရရှိတဲ့တင်ချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ် လူမျိုးတွေအလုံးသုံးညရှိပြီးပို့နေရာနေမှာတောင်းဆလဲပါတယ်။ရောင်းသွုံနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကုလူစည်းပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းတမာမတရားသဖြင့်သိမ်းထားဒီမှာဒီနေ့မှာဆိုရင်တော့1609ရက်ရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းတရက်တာတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုဆင်းမှာတော့အကွေးတိုင်းပခုတ်ကူမြို့နယ်မှာ၉ကောင်၊နှစ်ဦးကတော့လင်းဝင်ရောက်ခဲ့ပြီးတော့အကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ၆ကောင်၊တနင်္သာရီတိုင်းတရက်ချောင်းမြို့မှာ၆ကောင်၊တနင်္သာရီတိုင်းပလောမြို့မှာ၃ကောင်နဲ့မန္တလေးတိုင်းပျော်ဝမြို့မှာ၄ကောင်၊ရှမ်းပြည်နယ်ဖေကုံမြို့မှာ၃ကောင်နဲ့ခွေး၂၉ကောင်တည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ မဆုံးသတင်းပုံအနေနဲ့ကတော့နိုင်ငံတကာမှာစီးပွားရေးပိတ်ဆို့ခံရတဲ့ရုရှားကနေပြီးတော့ပြည်လုံးနေတဲ့စီးပွားရေးဥဆောင်တဲ့ပွဲမှာပဲအဖွဲ့ဝင်နိုင်ငံဖြစ်လို့ကြောင်းနဲ့ပြည်ပြဆိုင်ရာရဲ့အေးအေးယူဂျန်ခတ်မှုခံနေရတာကိုမင်းအောင်နိုင်ငံထုတ်ပေါ်ပြောတာတွေ့ရှိရပါတယ်။မင်းအောင်နိုင်ငံအနေနဲ့လက်ရှိအခြေအနေမှာကတော့ရုရှားနိုင်ငံရဲ့စီးပွားရေးအဖွဲ့စည်းရဲ့အဖွဲ့ဝင်တီနိုင်ငံတွေဖြစ်ချင်းကြောင်းဖြစ်နေပြီးတော့အခုလိုဖြစ်ချင်းရတဲ့ကြောင်းမြင်ရတော့အခြားဥရောပနိုင်ငံတွေကနေပိတ်ဆို့အေးအေးယူဂျန်ခတ်တာတွေကိုသူ့အနေနဲ့ကျင်းသိမ့်ကျုံခံနေရလို့နိုင်ငံကိုကဲ့တင်ဖို့အတွက် ဒီနေ့အဖွဲ့အစည်းကိုဝင်ပါဖို့တဲ့သူကိုပြင်ပြဖို့တောင်းဆိုနေရောက်တွေ့ရပါတယ်။ဒါဟာဘီလာရုသမရနိုင်ငံကပြုလုပ်ခဲ့တဲ့စတုဒ္ဒအကြံဥရောပအာရှစီးပွားရေးဖိုရမ်မှာသူပြောခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့မိသားစုဖွဲ့ဝင်နိုင်ငံဖြစ်ပါဝင်ရန်များစွာဆရာထက်တန်လျက်ရှိပါကြောင်းမြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့လေ့လာနေသူဖြစ်တော်လင်းစွာပေါဝင်နိုင်ရေးအတွက်ထောက်ခံဆောင်ရွက်ပေးရန်လေးနဲ့တမ်းမြစ်တာရက်ခံသူကြောင့်လည်းပုံပေါ်ပြောသွားတွေ့ရှိရပါတယ် ာဟာယူကရိန်းကိုရုရှားကကျူးကျော်စစ်ပွဲဆင်နွှဲနေမှုကြောင့်ရုရှားနိုင်ငံကိုအမေရိကန်နဲ့ဥရောပသမဂ္ဂပေါင်းဝင်ကြသောစစ်ပွဲအင်အားကြီးနောက်နိုင်ငံကြီးများကစစ်ပွဲပိတ်ဆို့ထားပြီးယင်းစစ်ပွဲပိတ်ဆို့မြောက်ကိုကျော်လာနိုင်ရန်ရုရှားကလည်းနီလန်မျိုးနဲ့ကြိုးစားနေပြီးရုန်းကန်နေရတာကြောင့်နိုင်ငံတကာသတင်းများကလည်းပြောထားတာအလုံးသိမှာဖြစ်ပါတယ်။ရုန်းကန်နေရတဲ့ကောင်ရုန်းကန်နေရတဲ့ကောင်ပြန်ပြီးဝင်ဖို့ကြိုးစားနေရတွေ့နေရပါတယ်။နောက်ထပ်သတင်းတွေပေါ်မှာတော့ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်နဲ့အမြန်လန်းတဲ့ပဲခူးလန်းဟောင်းလန်းဆောင်ဂိတ်တို့မှာစစ်တပ်နဲ့ရဲတွေကဝေကောက်ခံမှုတွေတောင်းရန်ပြီးဆိုးရွားနေတော့သိရှိရပြီးတော့ ငွေကောက်ခံမှုတော့မဟုတ်ဖ ೇನೆ နောက်ပိုင်းရိုက်နှက်မှုတွေလုပ်နေတယ်လို့လည်းသိရှိရပါတယ်။ရန်ကုန်တိုင်းဝင်အမှတ်3ကိမာတွင်၎င်းရန်ကုန်မန္တလေးအမြန်လမ်းဝင်တဲ့ပဲခူးလမ်းဟောင်းလမ်းဆောင်ဂိတ်တို့မှာစစ်တပ်ရဲရင်ထင်းရဲလက်ဝက်ကစီပင်ပေါဝင်အာနာဘုံးဆောင်ကဂိတ်ချတော့ကြောင်းရင်ကိမာပြည်သူတွေကမှတ်ပုံနဲ့စစ်ဆေးခြင်းမော်တော်ယာဉ်များကိုစစ်ဆေးခြင်းမှလှုပ်ဆောင်ကြောင်းဤသောပြည်သူများရဲ့မှတ်ပုံတင်များကိုလည်းစစ်ဆေးပြီးဖျက်ဆီးသွားလာတဲ့ပြည်သူတိုင်းကိုလည်းငွေကြေးကောက်ခံနေကြောင်း ဝေပေးရသည်ပြင်ကြီးသောပြည်သူများကိုလည်းဆဲဆိုခြင်းကောက်ပေါ်မှာဆင်းခွင်ရိုက်နှက်ခြင်းများလည်းလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းမုတ်အနေနဲ့ကတော့မန္တလေးတိုင်းပျော်ပွဲမြို့နယ်ညောင်ကုန်းရဲစခန်းဤမှာစစ်ကြေးကောက်နေတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာတော့အရာခံဘုတဦးပေါင်ဝင်၄ဦးသေဆုံးပြီးတနက်၃လသိမ်းဆီးခဲ့ရကြောင်းအောင်ဆန်းလန်းနတ်မောက်အဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဒါဟာပျော်ပွဲမြို့နယ်ညောင်ကုန်းရဲစခန်းဤစစ်ကြေးကောက်နေတဲ့စစ်သားရဲနဲ့ပြူစောတိတွေကိုတော်လိုင်းတဖို့မှာဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ပြဆုံးသွားတဲ့ဂျမ်ဘတ်စစ်ကောင်စီတပ်သားတွေမှာ MBI မျိုးစက်တနက်တွေအပြင်အခြားသောကြည်စံများနဲ့လည်းတနက်များကိုရရှိကြောင်းသိရှိရပြီးတော့ကြီးသောပြည်သူများထံမှအတင်းအမှစက်ကြီးကောက်ခံရတဲ့ငွေကြက်ပေါင်း3,500နဲ့အုံနှလုံးကိုလည်းတင်စီရရှိကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကတော့အောင်စန်းလန်းနတ်မော့အောင်စန်းဖွဲ့ကနေပြီးတော့ခြေလျင်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့များအထိကဲမရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းလည်းလက်မြောက်မှုနဲ့အပြစ်မှရှိတဲ့စစ်သားရဲ့ပြူစောတိများနေဖြင့်လည်းအလင်းဝင်ရောက်ကြရန်တိုက်တွန်းပြောဆိုထားတာကိုသိရှိရပါတယ်။ ပါတယ်။နောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့အာနာရှင်ဆိုတာဘာလဲဆိုတာကိုတောက်လျှောက်ပြနေတာဖြစ်ပါတယ်။မင်းအောင်နိုင်ကတော့အခုခါမှာလဲမြန်မာနိုင်ငံမှာစစ်မှုထမ်းရန်တုံးဝင်နေတဲ့လူငယ်တွေဟာတင်မောသားလောက်ကိုင်းနဲ့စစ်မှုထမ်းတင်ဆောင်ရန်ပြပောက်ကိုထောက်ခတ်သူများပြတယ်ဆိုပြီးတော့စစ်ကောင်စီကအသက်25နှစ်ထက်ကျော်လွန်သူတွေကိုတင်မောသားလောက်လောက်ကိုင်းဝင်အပေးတော်ပဲအရေးဝင်ပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။ဒါကိုတော့ရန်ကုန်မြို့ခြေဆိုင်တင်မောသားအလုပ်အေဂျင်စီတင်နန်းကြောင်းမြတ်ကနေပြီးတော့ပုံပြန်ထားတယ်တွေ့ရပါတယ်။ မတ်စေကောင်စီရဲ့လက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်းဒေါ်လာလတရက်နေ့ကစတင်ပြီးအသက်25နှစ်တဲ့လူငယ်များအားလုံးသင်္ဘောသားအလုပ်လုပ်ကံကိုပေးတော့ပဲပြိပင်လာကြောင်းပုံပြင်ကန့်သက်ချက်စီးမြင့်တဲ့နေ့သင်္ဘောသားလုပ်ကံလူသူများဟာအသက်25နှစ်ရောက်ရှိအမီပြင်းအိလိစာအရေးအဖက်အပြော့နားလည်မှုစွမ်းရည် IDS post ကတွေအမှတ်9ထက်ရှိရမည်ဖြစ်ပြီးသမတ်ချက်အစ်တကိုပါတိုးမြင့်လိုက်ကြောင်းသိရှိရပါတယ်။စေကောင်စီကအသက်25နှစ်ထက်လူငယ်များကိုတင်မောသားအလုပ်ကိုပြင်ပင်ရမှာလို့လူငယ်များအမှတ်တကယ်တင်မောလိုက်ဟမဟုတ်ပဲ ီပကိုအကြောင်းမူကြောင့်ထုတ်ခါလိုသဖြင့်သင်္ဘောသားဖြစ်ဝင်ရောက်ရှောက်ထားနေကြခြင်းသင်္ဘောသားအခြေခံသတင်းများမှာစိတ်ပါဝင်မှုမရှိဘဲတက်ရောက်နေခြင်းပြီပကိုရောက်ရှိသည့်အခါသင်္ဘောမှာဆက်လက်တောင်းဝင်မထမ်းဆောင်ဘဲပုံချကြခြင်းတို့တော့အသက်25နှစ်ထက်သူများကိုသင်္ဘောသားဖြစ်လောက်ကွင်ပိတ်ပင်ခြင်းဖြစ်ကြောင်းသိကောင်းစီရသတင်းပြန်ထားတာတွေ့ရှိရပါတယ်ဘာလို့လောက်ရှာနေတဲ့နေရာလဲပေါ့။ဘာကြောင့်မို့အရာကြီးကဒါမျိုးဆောင်ရရဆိုတော့ကြောင်းနေရာလည်းမဖွင့်ရအောင်ကြာနော်။စီးပွားရေးရအစဉ်ပြရကြာဒီတပုံတွေကတမအဲ့တော့စစ်တပ်တွေနဲ့ဒါအရာကြီးမှာပြည်ပြတာဒါမျိုးဆောင်ရပေးတာလားဆိုလို့ရှိရင်တော့အကြောင်းကျေးဇူးတင်ရမှာပေါ့ဗျာနော်။ဥပမာပြပန်းတင်နဲ့ရှန်ကွင်းနဲ့ပန်းတော်ကြီးနဲ့နှစ်ထောင်နဲ့ အာဒီဒက်စီဆိုင်ပေါ့အဲ့နေရာပတ်ဝန်းကျင်မှာဆိုရှင်မီးခိုးတော့ထွက်လို့မရပါဘူးလေဒါနောက်ဆုံးကြားသိရတော့ဗျာနော်အဲနောက်တစ်ခုအနေနဲ့အဲ့ဒီမှာအဲစီရီယာတာဝန်ယူထားတာကတော့တက်မ66နော်308အဲ့ဒီကဘုံဘူးကတော်တော်စွာတယ်ပြောတယ်ဗျာနော်တော်တော်လေးကိုတက်တံပြောင်းတယ်လို့အဲကြားသိရတော့ဗျာနော်အဲနောက်တစ်ခုအနေနဲ့ရွာလေးမှာဆိုရှင်ညရွာလေးကရွာသားတွေအားလုံးကိုစီပေးချောင်ခိုင်းလိုက်ပါပြီစီပေးချောင်ခိုင်းပြီရွာမှာမဟုတ်ကျွန်တော်နေကြမှာလေကျွန်တော်တို့ရွာမှာဘောပစ္စည်းကျန်နေပါလေကောက်ွက်ကျန်မှာလေဆိုမရဘူးအဲမင်းတို့စီပေးချောင်မှာမင်းတို့အိမ်ကြီးပစ္စည်းအားလုံးဒုံစုံမတက်ကိုရွာမှာရှိတဲ့ရဲတွေကတာဝန်ယူပါမယ်ဆိုပြီးတော့ရဲတွေကတာဝန်ယူတယ်စစ်တပ်ကလည်းအခုဆိုရှင်စီရေးရပြပြတတ်တာ ဒီအရေးကြီးတဲ့အတွက်ကြောင့်မလို့ commando တွေတကယ်ကို special တိုက်ပွဲဝင်နေပါပြီခင်ဗျာနော်အဲ့တော့ ARV မကြခင်မှာငိမ့်ချမ်းလာမှာပါနော် ARV မှာအခုဆိုရင်တပုံတွေအတွက်ကနေရပေါ့နေရပျောက်လာပြီလို့ပြောလို့ရတယ်အခုတပုံတွေကပြီးခဲ့တဲ့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဖြစ်တဲ့စစ်ပွဲတွေကြောင့်ရခိုင်ပြည်နယ်ကစစ်ပေးဆောင်နေ ARV ကိုဝင်လာကြအောင်ကျွန်တော်သိပါလိမ့်မယ်နော်အားလုံးသိကြလိမ့်မယ် ARV ကိုဝင်လာတဲ့အချိန်မှာသူတို့ကိုအလုပ်တွေပါခေါ်ပေးထားတဲ့ rubber chance အဲ rubber chance ကြီးဟာဆိုလို့ရှိရင်တော့ အဲ့ဒီခိုင်နေပေါ့ဒါစပေးရှာလို့ဆိုတော့လုပ်လေးပါလေးရပါလေဆိုပြီးတော့တကယ်ဒီဥဆန်လင်းရောဘတ်ချန်လို့ကျွန်တော်ကြားတရားတယ်အဲ့ဒီ channel မှာပထမတော့အလုပ်ခေါ်ပြီးတာနောက်ပိုင်းကျတော့အေးဝင်ပြီးတော့နေရာယူပြီးတဲ့အခါမှာဥဆန်လင်းနဲ့ထွက်ပြေးရတယ်အဲ့မှာရှိတဲ့ manager နဲ့နေရာရောက်တော့လဲတက်ခံရတယ်နော်အဲ့တော့အဲ့ညောင်လဲသူတို့ကနေရာခြေကိုယူပြီးတော့အဲ့ဒီ rubber chain ကြီးကလည်းကောင်းပြန်နော်ဟိုမီးရရေးမီးအစုံကြိတ်ခါအစုံနဲ့သူတို့ကလေးလေးခုံနေကြလေးလေးခုံနေတာကြတော့ ဘာမှတက်ကညာလို့ရှိရင်မလို့ဟုတ်တော့ဗျာနော်အခုကြည့်ဘလောက်ဒီတို့ကကျေးဇူးရှိတဲ့နော်တို့ကစာနာတနာလို့အလုပ်ပေးတဲ့ဒီ rubber chain ရောက်မှာပဲဒီအေးရတည့်တဲ့အတိုင်းပဲညာတို့ဘလောက်ထိကျေးဇူးကမ်းတဲ့အမျိုးအစားလဲဆိုတာအဲ့ဒီ rubber chain မှာတို့ချေကုန်ပြီးတက်ကိုတိုက်တဲ့ခါမှာတော့ကွန်မန်ဒိုတွေကလည်းအဲ့နေရာကိုသွားရှင်းလိုက်ပါလေမနေညာပဲရှင်းလိုက်တယ်အဲ့တော့ လေဒီလည်းပဲပျောက်ကုန်လည်းမသိဘူးဖြစ်သွားတာပေါ့နော်အဲတက်ကလည်းကျွန်တော်တို့၃လေးလေးကလည်းဒီနေ့မနက်ကနေစပြီးဒီနေ့ကုန်ပြပေးနေတယ်လို့ကြားသိရတယ်။၃လေးလေးနောက်တော့ပြောက်ကမစင်းသားနဲ့တော့လည်းမရတော့ဘူး။ဟုတ်ရင်ကတော့၃လေးလေးကကာကင်းနေဒီမှာလာတိုက်နေရရှိတယ်နော်။တော့ပါတော့ညလည်းတို့လောဘအញ្ញံကြီးလို့သွားဖို့ရပါလေ။၃လေးလေးကိုနောက်ကတ်ဖို့ပြောနေ။၃လေးလေးကကာကင်းနားလည်းကတ်လို့မရတော့ဘူး။၃လေးလေးကိုသွားပြီးလောဘဇောနဲ့သွားကတ်တာ။တော်တော်လေးခံလိုက်ရတယ်ဒီအေးတဘုံလေး။အေးအေးတဘုံအဲ့မှာထောင်တဲ့ချီပြီးပြုတ်သွားပြီးကျွန်တော်ကြားသိရတယ်။၃လေးလေးကလည်းပြောခုဆိုရှင်လက်နဲ့ကြီးပြုတ်ကူလေးပေးတယ်။နောက်ချက်ပြူဟာလေးဖြစ်တဲ့ဒီကျွန်တော်တို့ချမ်းရံမဲ့ပြူဟာလေးရှိတယ်။ဒီပြူဟာလေးကလည်းလက်နဲ့ကြီးပြုတ်ကူလေးပေးတယ်။ပြီးလို့ရှိရင်လေးချောင်းကလည်း special ကျွေးသလို ဲဒါမှမဟုတ်ဒီညမှာပုံပြီးတည်တင်တာကတော့ဘုံကြီးကြောက်တာက လေချောင်းကြီးလက်နဲ့ကြည့်ရတယ်ဆိုလို့ရှိရင်နော်အဲ၁၁လေးကြီးကိုသူ့တေအောင်ကြောက်ပါတယ်၁၁လေးကြီးနဲ့ကောင်းငင်မှာရောက်ပြီးလို့ရှိရင်မနဲ့လာတယ်ဆိုလို့ဆိုလို့ဆိုလို့ရှိရင်နော်ကြီးကမြောက်ခဲနဲ့ပြုတ်ပြန်မှာအဲကြီးကအဲခဲလုံးမြင်ရင်တော့မှတင်ပုံပြီးနေလို့မရအောင်ဖြစ်သွားတယ်ဗျာအဲလိုမျိုး၁၁လေးကြီးကိုသူ့တော့ကြောက်တယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့ ARV နောက်ဆုံး update နေနဲ့အခုလက်ရှိကျွန်တော်ဒီ series ကို update update နေနဲ့ဘယ်လိုမှမဆိုတော့လက်ရှိဖြစ်စေဖြစ်နေတာကိုပဲအတည်ပြုပြီးကျွန်တော်အကောင့်လုံးတည်ပြနိုင်အောင်စူးစမ်းပြီးတော့ကျွန်တော်ပြောပါတယ်အဲ့တော့ကြောင့်မလို့အဲ့ဒီနေရာလေးမှာကျွန်တော်ရဲ့ဒီဟိုလုံခဲ့တဲ့လတွေလုံခဲ့တဲ့အပတ်တွေเนาะအဲ့ဒီနေရာကတင်ထားတဲ့ video file တွေနဲ့ ဒီရရင်ခုံးနဲ့ကျွန်တော် live ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် live ကျွန်တော်ရုပ်သံကိုကြည့်မယ်ဆိုလို့ date ကြည့်ပါ date date ကိုတရားကြည့်ပါဘယ်နေ့ဘယ်နေ့မှာဆိုတော့ကျွန်တော်တရားရေးထားပါတယ်နော်အဲ့တော့ဒီရပြီနောက်ဆုံး update အနေနဲ့ command တွေတော်တော်လေးကိုစောင့်ရနေတာကောင်းပါလေစီးပြူဟာတော်တော်ကောင်းတယ်လက်နက်တွေလည်းကောင်းတယ်နော်ပြတ်သားမှုလည်းရှိတယ်ဒါပေမဲ့တစ်ခါကြောက်ရရှိရင်မပြတ်သားတဲ့အမိတစ်ခါလေးရောက်လာတတ်တယ်အဲ့တော့ဥမင်း online ပဲတစ်ခါတည်းအခုဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ရောက်နေလို့များပြတ်သားနေလားဒါမှမဟုတ်ရှင်သူပြန်လာရင်ဘယ်လိုပြန်လာမှန်းမသိဘူးဗျာနော်အခုလောလောဆယ်တော့ပြတ်ပြတ်သားသားစောင့်ရနေတိတ်ကောင်းပါလေနော်အဲ့တော့စီးစီးနဲ့ပတ်သက်ပြီးတော့ရပြီစီးလေးကိုတင်ပြတာတော့လောက်ပါပဲနော်ကျွန်တော်ဆက်လက်ပြီးတော့ဆုံးဖြတ်ကြမယ်ကျွန်တော် update update လေးကျွန်တော်ပုံမှန်ပြောသွားပါ အဲပျော်ရင်တကောင်ကတော့အေယာဝတီမှာရေခဲပြီလို့ပြောနေမှာလဲပြောပြီးသိမ့်မကြပါဘူးတရင်မှုကြရင်ကြတဲ့တရင်မှုတတ်တနယ်ကအစဘဲတရင်ကဘဲကလာတယ်ဆိုတော့ကအစကိုပေါ်မှာပြောပြလိမ့်ရှိရနော်အဲ့တော့ဟုတ်လားမဟုတ်လားဆိုတော့နာရေးကျင်နာမှာသွားဖက်ကြည့်ပါဘယ်လိုမျိုးတွေအလုံးပဲဒီဘူးလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့အလုံးသိတဲ့အတိုင်းပဲငိမ့်ချမ်းရေးနေရသေးတဲ့ဖွဲ့တွေကိုဘေးဖယ်ပြီးတော့ငိမ့်ချမ်းရေးရှိပြီးဘောမနေတဲ့ဖွဲ့တွေကိုခေါ်ပြီးတော့ငိမ့်ချမ်းဖိုတန်းဆိုပြီးတော့အလုံးဆွေးနွေးနေကြအလုံးသိမှာဖြစ်ပါတယ်နေပြီးတော့မှတော့အားကျမှန်တဲ့ဆွေးနွေးနေကြတာပါလိုပဲဆွေးနွေးတွေရွေးကောက်ဘက်ကိုပဲဥတီနေပြီးတော့ ရွေးကောက်ပွဲကိုပြည်သူ့ဘက်ကဝင်မဲ့ကောင်းလေးပြီးစုပြုံနေရတွေ့ရပါတယ်ဒီကစားနဲ့ပတ်သက်ပြီးတော့လူမျိုးသုံးသက်ဝေဖန်ထားလဲဆိုတော့မကြည့်တဲ့ကြုံလည်းမျိုးတည်းပြန်လဲဝေမြပြပါတယ်ခုတည်ပြီးသားအတိုင်းပေါ့လေဒီနေပြီးတော့မှဒီအနာသိန်းစစ်ကောင်စီကဦးစီးကျင်းပါတဲ့ဒီညဉ့်ညဉ့်ဖိုရန်2025ပေါ့လေဒီဇွန်လ25ရက်နေ့ကနေပြီးတော့29ရက်နေ့ထိ3ရက်တာကျင်းပါတဲ့ဖိုရန်ပေါ့လေဆိုတော့ဒီဖိုရန်ကိုလူပေါင်း220 ကျော်ဖိတ်ထားတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အဲ့မှာဘသူတွေတက်တယ်လဲ။ဟာဘသူတွေကမတက်ဘူးလဲ။ဒီဖိုရန်ကရောဘယ်အတွက် UTP ကျင်းပတယ်လဲ။ဒါနဲ့ပတ်သက်ပြီးအရင်ဆုံးဆွေးနွေးပေးပါဦး။ဟုတ်ကဲ့။ဆိုတော့ဒီ P ဆိုရန်ကတော့2026မှာကျွန်တော်တို့တွေ့ရမယ့်ရွေးကောက်ပွဲခင်းကျင်အရွေးကောက်ပွဲအတွက်ကြိုပြင်တဲ့ဖိုရန်လို့ပဲကျွန်တော်ပြောခြင်းတယ်။နိုင်ငံတကာပညာရှင်တွေလာတယ်။အပြီးတော့ကျွန်တော်တို့တရုတ်၊အိန္ဒိယ၊ထိုင်း၊ရုရှား ဲ့ဒီကကိုယ်စားလေးလာတာကျွန်တော်တွေ့ရတဲ့အထူးသဖြင့်တရုတ်နိုင်ငံကအထူးကိုယ်စားလေးဟလာတင်းရှိချင်းကိုရင်လာတာရှိတယ်ပြည်တွင်းမှာဆိုရင်တော့ဒီချက်ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့နော်ပြီးတော့မက်ဘုတ်တင်ထားတဲ့ပါတီတက်ရတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီထက်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတက်တယ်လို့ဆိုတော့လဲပဲစစ်တပ်ကိုတိုက်နေတဲ့အဖွဲ့အစည်းတွေမပါတာကိုကျွန်တော်တို့တွေ့ရတယ်ဒီ peace forum ရဲ့အကျဉ်းနာမနော်ဒီကတော့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆိုတာပဲဖြစ်တယ်ဆိုတော့ ရွက်ကောက်ပွဲမကျင်းပခင်မှာစစ်ကောင်စီအနေနဲ့အကြိုရင်ကျင်းပနေတဲ့ခြေစမ်းကွဲလေးတွေဟလာနိုင်ငံတကာရဲ့ထောက်ခံမှုရဖို့အတွက်အပြည်ရင်းမှာလည်းဟလာပြည်ရင်းမှာဆိုရင်လည်းဒီရွက်ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဒါအပြင်ကြဲကြဲပြန့်ပြန့်ကျင်းပနိုင်ရေးဆိုတဲ့စကားလုံးပေါ့ဆိုတော့အတိုင်းအတာဘယ်လောက်ထိသူတို့ကျင်းပနိုင်မလဲဆိုတော့သူတို့စပြီးသူတို့ဆန်းနေအကဲဆန်းနေတဲ့ peace forum လို့တော့ကျွန်တော်အလိုပဲမြင်ပါတယ်ဆိုတော့ ဒီ foreign ကျင်းပတဲ့ပထမရက်မှာပဲလားဒီ peace foreign ဆိုပြီးတော့ခေါင်းစဉ်တည်ပြီမဲ့အဲ့ကျင်းပတဲ့ပထမရက်မှာပဲစစ်ကောင်စီကအရက်ဘက်ပြစ်မှတ်တွေကိုဘုံလိုက်ကျဲသွားတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်တော့လားကရပြည်နယ်ဖားဆောင်မြို့နယ်ဒီမော်ချီခဲရင်ကိုကျဲသွားတာပေါ့လေအဲ့မှာဆိုလို့ရှိရင်လည်းဒီအရက်သားခဲလုတ်သားတွေခုနှစ်ယောက်လောက်တိတ်ပြီးတော့20ကျော်လောက်ဒဏ်ရာရသွားတာကျွန်တော်တွေ့ရတယ်နောက်တစ်ခုအချိန်ထဲမှာပဲလာမန်လေးတိုင်းမုကုတ်မြို့ ဘော်ကလူနေရက်ကွက်ကိုလည်းဘုံကျဲတိုက်ခိုက်သွားတာကျွန်တော်တွေ့ရအဲ့မှာတော့ကလေးတွေပါဝင်တိကတန်ရရှိတဲ့သူတွေလည်းတွေ့ရတယ်။တစ်ဖက်မှာခုနပြောလို့ပဲညဉ့်ညင်းဖိုရန်ဆိုပြီးကောင်းစင်တဲပြီးကျင်းပနေပြီမြဲတစ်ဖက်မှာစစ်တပ်ကလီတက်ကနေပြီးတော့ဘုံလိုက်ကျဲနေတာတွေလည်းကျွန်တော်တွေ့ရတာပေါ့လေ။ဒါ့အပြင်အခုဒီဆွနစ်ဒီဆွနစ်ဝဲကိုညဉ့်ညင်းဖိုရန်ပေါ့နော်။ညဉ့်ညင်းဖိုရန်ကိုတိုင်းသားကိုဆိုတဲ့ချိုတက်တယ်လို့ပြောပြင်မြဲဒီနေ့စစ်ကောင်စီကိုတိုက်နေတဲ့တနက်ကန်အဖွဲ့အစည်းတွေ တဖွဲ့မှတက်တာကျွန်တော်တို့မတွေ့ရဘူးတိုက်ခိုင်နိုင်ငံအင်အားစုတွေဆိုရလဲရှိရတယ်မတွေ့ရဘူးတိုက်ခိုင်အင်အားစုတွေအပြင်အရင်တော့အရင်အစိုးရဒေါ်ဆန်းစုကြည်တို့အစိုးရကသူတွေအများစုကလည်းလက်ရှိထောင်ထဲမှာအကျဉ်းကျနေတာဖြစ်တယ်ဆိုတော့နိုင်ငံချင်းသားပေါင်းနှစ်တောင်းကျော်အကျဉ်းကျနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဒီ peace forum ဆိုတာကိုသူတို့ကျင်းပတယ်ခုနကကိုကျော်ကပြောသွားသလိုပဲအဇက်တိုက်ဘုံကျဲတာတွေကလည်းနေ့စဉ်လိုလိုကျွန်တော်တို့တွေ့နေရတဲ့အချိန်လိုတော့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့ထူကြတာကတော့ကျွန်တော်တို့ဒီစစ်ကောင်စီခေါင်းဆောင် ဘုရားကြီးမင်းအောင်လာရဲ့မင်းကုန်းပေါ့နော်အဲ့ဒီမင်းကုန်းကထူချရုပ်တင်တယ်အဲ့ဒီမင်းကုန်းကိုတေးချပြင်ပြီးတော့သူရွက်ကောက်ပဲသွားမယ်ဆိုတော့ရွက်ကောက်ပဲမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့သူ့ရဲ့ message ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေ့ရတယ်အဲ့ကြောင့်ကျွန်တော်တို့ဆွေးနွေးအောင်ဟုတ်ကဲ့ဒီသူ့ရဲ့ဒီမင်းကုန်းထဲမှာဆိုလို့ရှိရင်လည်းအဓိကသူပြောသွားတာကဒီ democracy federal စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံထူထောင်ဖို့ကြီးမားချက်ရှိတယ်လို့လည်းပြောသွားတယ်ဒါပေမဲ့ ပြဿနာကဘာလဲဆိုတော့ဒီသူ့ရဲ့ main ngui တစ်ခုလုံးကြီးလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုတည်တည်တတ်တတ်နဲ့ဟိုကောင်းကောင်းမွန်မွန်လှုပ်သွားတာတွေ့ရပါတယ်ဒီဒါကတော့ဒီစစ်ကောင်စီဘက်ကကြည့်ရင်တော့သူ့ရဲ့ main ngui ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်သူနိုင်ငံတကာကိုလည်းသူစီးယုံနိုင်ဖို့အတွက်ဒီဟာကိုတေချာလှုပ်ထားတယ်လို့မြင်ရတာပေါ့တကယ်တမ်းနော်တိုက်ခိုင်ရာစုတွေနဲ့တိုင်းသားလက်နက်ကိုင်တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီအရေးကတော့အဟောင်းကြီးဇလန်ဟောင်းကြီးကို နော်နည်းနည်းလေး edit လုပ်ပြီးတော့ပြန်ရောင်းတဲ့သဘောမျိုးကိုကျွန်တော်တို့တွေ့ရတာပေါ့နော်သူရဲ့ main goal နဲ့အထဲမှာပြောထားတဲ့ခုနလို Federal ကြည်တော်စုလို Democracy ရေးလို့ပြောတဲ့ကိစ္စတွေကလည်းလက်တွေ့အခြေအနေလက်တွေ့လှုပ်ဆောင်နေတဲ့အချက်လက်တွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကွဲလွဲနေတာဖြစ်တဲ့အတွက်ကြောင့်လူပြောများလူပြောစရာတော့ဖြစ်တာပေါ့လေဟုတ်ဆိုတော့သူပြောတဲ့ main goal ကိုပြန်ကြည့်မယ်ဆိုရင်ဒီနှစ်အကုန်ပိုင်းနဲ့နောက်နှစ်ဆန်းပါပေါ့နော်ရွက်တော်ဘုတ်ချင်းပါမယ် လက်ရှိကျင့်သုံးနေတဲ့မဲအများဆုံးအနိုင်ယူစနစ် PR လို့ခေါ်တဲ့အချိုးကျကိုစားပြုစနစ်ကိုလည်းကျင့်သုံးမယ်လို့သူကပြောသွားတာတွေ့ရတယ်ဆိုတော့မေးချင်တာပါလဲဆိုတော့2008ခရီးက25ရာခိုင်နှုန်းယူထားတဲ့စစ်တပ်ကကုလိုကြီးကြီးကျက် trap ပြောတာပေါ့နော်ပြောတော့ပဲကျင်းပပေးမယ်အချိုးကျစနစ်လည်းရှိမယ်ပြီးတော့မဲအများဆုံးစနစ်လည်းရှိမယ်ဆိုပြန်ကြည့်မယ်ဆိုရင်အနည်းဆုံးတကယ်တကယ်တော့သူတို့က ို့ဖဲကိုကိုချိုးတာရေကောက်ပဲဖြစ်မှာပဲလို့ပြောလို့ပြောလို့ရတော့တိကျတော့သူတုံးသွားတဲ့စကလုံးထဲမှာဆိုလို့ရှိရင်လေတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ပြောတယ်ခုနကကွန်ဆော်ပြောသလိုဆိုလို့ရှိရင်25ရာခိုင်နှုန်းဒီထဲမှာဝင်နေပြီးတော့ကိုယ်တိုင်ဟိုဖဲဝိုင်းထောင်ပြီးတော့ကိုယ်တိုင်ဖဲချိုးတဲ့အကွက်ကဘယ်ချင်းနေမှာတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မှာလဲဆိုတော့မေကွန်ထုတ်เสียပါလို့ဟုတ်ဒါပြင်သူကအလုံးတန်တရားရှိနေတဲ့ဟလာမနစ်ကအထိ ဒီနေ့အစမ်းတိမေးနေတဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲတကယ်ကျင်းပနိုင်မှာမလားဆိုတဲ့တန်တရားရှိတဲ့မေးခွန်းတွေကိုပြပမှာပြတွင်းမှာမေးနေတဲ့မေးခွန်းပေါ့နော်အဲ့ဒီမေးခွန်းကိုသူကပြန်ဖြေရတာပါလဲဆိုတော့2010 2015 2020, 2020, 2020ရွေးကောက်ပွဲတွေမှာလဲတနိုင်ငံလုံးအတိုင်းအတာတစ်ခုအထိဂျာနုံပြည့်ဆောင်ရွက်နိုင်ခြင်းမရှိဘူးပေါ့နော်ဒါကြောင့်အခုတစ်ခေါက်မှာလဲ2025 2026မှာလဲအခုတို့ကျင်းပမယ်ဆိုရွေးကောက်ပွဲကိုကြဲကြဲပြန့်ပြန့် ကျင်းပနိုင်မှုတွေသူတို့စူးစမ်းဆောင်ရွက်နေတယ်ပြင်ဆင်ဆောင်ရွက်နေတယ်ဆိုတော့ထည့်ပြီးပြောသွားမျိုးတွေ့ရတယ်နောက်စကားတစ်ခုကတော့ inclusive national dialogue ဆိုတဲ့စကားလုံးပြောသွားတာတွေ့ရတယ်ဒါပေမဲ့အဲ့လိုမျိုးအားလုံးပါဝင်တဲ့ dialogue တခုဖြစ်ဖို့ဆိုတာလေအခုချိန်မှာခုနပြောခဲ့သလိုပဲတော်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားများစွာဆိုတာကောင်းဆောင်များစွာကအခုချိန်ဒီထောင်ထဲမှာပဲအကျဉ်းချနေစေဖြစ်ပါတယ်ဒီလိုဖြစ်ပြီးကျွန်တော်တို့ inclusive အားလုံးပါဝင်တဲ့ dialogue တခုတော်လို့ရပါတယ် အဲ့ဒါမေကွန်းထုတ်ဆက်ဖြစ်နေတယ်ဆိုတော့သူ့ရဲ့မင်းကွန်းကိုကြည်လိုက်မယ်ဆိုလို့ရှိရင်တော့သူပြောသွားတာတွေကတကယ်ကိုရှွန်းရှွန်းဝေပြီးတော့ဟလာဒီတကယ်တမ်းနိုင်ငံဒီမြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုမသိတဲ့လူတွေဆိုတော့တော်တော်လေးကိုအထင်ကြီးသွားနိုင်စရာလက်ခံနိုင်စရာဖြစ်သွားနိုင်ခြင်းရှိတယ်ပေါ့နော်မြန်မာပြည်သူတွေနဲ့ဒီအတိုက်ခံနိုင်ငံရေးအင်အားစုတွေတိုင်းသားလက်နက်ကန်တွေကတော့အကြောင်းသိဖြစ်တဲ့အတွက်ကြောင့်ဒီအောင်မြင်တော့ပြုံးမိမယ်လို့ပဲအဲတုံးသက်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီထဲမှာပြောထားတဲ့ထဲမှာငင်းချမ်းရေးဆိုတဲ့အသုံးအနှုန်းတွေဒီ ဟိုနိုင်ငံရေးပြဿနာနိုင်ငံရေးစပွဲဝိုင်းပေါ်မှာပဲတွေ့ဆုံဆွေးနွေးအပြေရှားရမယ်ဆိုတာမျိုးတွေပြောသွားတာတွေ့ရတယ်ဒါပေမဲ့ဒီဟာတွေကပြီးခဲ့တဲ့ဒီဥသိမ်းစိန်အစိုးရလက်ထက်မတိုင်ခင်နဲ့ဒီနိုင်ငံရေးစပွဲဝိုင်းတွေကိုဖန်တီးခဲ့တာဒီစပွဲဝိုင်းဆွေးနွေးပွဲတွေလုပ်ခဲ့တာရှိတယ်ဒီဆွေးနွေးဝိုင်းတွေမှာဆိုလို့ရှိရင်လည်းအပြစ်ခက်ရစဲရဲဖြစ်ဖြစ်ဖက်ဒရယ်အရေးနဲ့ပဲဖြစ်ဖြစ်အဓိကခလုတ်တိုက်ပြီးတော့ ဒီကပြည့်ရပြည့်လုတ်ခဲ့တာစစ်တက်ပဲဆိုတာကိုတိုင်းသားလက်နက်ကိုင်တွေကတစ်ချိန်လုံးပြောလာတာပေါ့နော်အားကြောင့်ပြောတာပါသူ့ရဲ့ဒီမိန်းကုန်းကိုကြည်နဲ့စာသားတွေကိုနားထောင်မိတဲ့လူတွေကပြုံးမိကြလိမ့်မယ်လို့ပြောတာနောက်တစ်ခုကကြတော့ဟာဒီဟိုငငယ်ငယ်နဲ့ပတ်သက်ပြီးတော့လေဒီပနိုင်ငံနေရဲ့ဆွတ်ဖက်မှုမရှိစေရဘူးဩဇာလွှမ်းမှုမှုမရှိစေရဘူးပေါ့နော်ဒါကြမျိုးပြောသွားတာကိုလည်းကျွန်တော်တွေ့ရတယ်အဲ့တော့လူချင်းတော့ပြက်လုံးပေါ့နော်ပြောရမယ်ဆိုရင်တော့ ဒီငြိမ်ငြိမ်ဖွာဆောင်မှာပြပကပြင်ပကစွတ်ဖက်မှုတွေမရှိဖို့လိုတဲ့အကြောင်းနဲ့နိုင်ငံတကာနဲ့တာဟာဆတာဖြစ်ဖို့လိုတယ်သူကပြောသွားတယ်။ဒါအပြင်အဲ့လိုငြိမ်ငြိမ်ဖွာဆောင်မှာလဲဩဇာကမဖြစ်ဖို့အထူးလိုအပ်တယ်ဆိုတာကိုသူတတိပေးသွားတာကျွန်တော်တွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်ပြောတဲ့နိုင်ငံတွေကဩဇာကမဖြစ်ဖို့အဲ့ဒီပြီးဆိုတော့မလာခင်မှာတရားအားထုတ်ခဲ့တဲ့တရားအားထားခဲ့တဲ့သူကဒီစကားကို trap ပြောတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ ဆက်ပြီးပြောမယ်ဆိုရင်အခုကျွန်တော်တို့ခုနပြောသွားသလိုပဲအတရုတ်ရဲ့အိန္ဒိယရဲ့ထိုင်းရဲ့ရုရှားရဲ့ဒီ peace forum ကိုအထူးပြုပြီးလာတက်ကြတယ်အဲ့ဒီမှာအဓိကကြတာတော့တရုတ်ပဲတရုတ်ကအခုစစ်ကောင်စီလုံးမဲ့ရေကောက်ပွဲမှာသူကဘေးနားနဲ့ဘလောက်ဝိုင်းဝန်းဝိုင်းဝန်းပေးနေတယ်ဝိုင်းဝန်းပေးနေတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာအကောင်ဆုံးပြောသလိုပဲခုနဒီတရုတ်အာရှအေးရအထူးကိုယ်စားလှယ် Mr. Tin Shi Jun တက်တယ်တက်တဲ့အခါမှာဒီ ီပွဲကိုတက်ခဲ့တဲ့သူတွေကပြန်ပြောတာကတော့ तू ကဒီ तू ပြောခွင့်ရတဲ့အချိန်မှာ तू ကသူ့ရဲ့တရုတ်နိုင်ငံရဲ့အခမ်းအနားအနေနဲ့ तू ပြောသွားတာပေါ့လေအဲ့ဒီအချိန်မှာဒီရွေးကောက်ပွဲကိုထောက်ခံတယ်ရွေးကောက်ပွဲကိုမြင်မြန်ဖြစ်မြောက်စေချင်တယ်ဆိုတော့သဘောမျိုးပြောသွားတာတွေ့ရတယ်လို့ပြောတယ်ဆိုတော့ဒါကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ွယ်ကဒါတရုတ်နိုင်ငံရဲ့သဘောထားလို့ပဲသုံးသပ်လို့ရတယ်ဟုတ်တယ်အကြောင်းအရာလေးကတော့မင်းရောက်နိုင်တကောင်းငင်းကွန်းပြောပြီးတော့အမြဲတမ်း င်းကြယူစကားတွေပြောတဲ့လိုလက်ရှိအခြေအနေမှာကတော့ဒီကိုအားကိုးနေပြီးတော့နိုင်ငံတကာအားမကိုးပါဘူးလို့ပြောနေရတယ်ဖြစ်ပါတယ်။ဒါပြီးတော့လိုပဲရွေးကောက်ပွဲတွေပဲလှုပ်လို့နောက်ဆုံးတက်လာတဲ့ကောင်ကတော့ရှင်းခံပါပြေးကြပါတယ်။တို့တော်လန်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေကပြတော့မှဒီကောင်တွေအလူပြေးမှာမဟုတ်ပါဘူး။ဒီနီဝပိုင်းရတယ်တော့တဲ့ချောင်းရှိအောင်ဒီနီဝပိုင်းနေလေလုတ်ခဲ့တာနှစ်ပေါင်းနေလေတဲ့သူနေတယ်တော်နေပါပြီ။အေးဒါပြီးတော့ဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်ဆက်တာဖြစ်တဲ့ကျွန်တော်ရဲ့ Google Production Channel လို့ Lion Scrum လို့ Lion Scrum ပြီးရခေါင်းနေကြချင်းပြီးအလားတူများဗီဒီယိုတွေတင်အောင်ကြည့်ကြပါပြီ။ည online တင်ဒီမှာပြန်လဲဆော့ပြကြပါမယ်။